မင်္ဂလာပါရှင် ရှမ်းအကူမီဒီယာက ကြိုဆိုပါရယ်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်အခြေခံလေကြောင်းလူငယ်တင်နန်းအမတ်စင်တင့်မြင့်ဆောင်2025တို့တက်ရောက်အားပေးစကားပြောကြားတဲ့တဲ့ငုံတင်ဆက်ပါမယ်ရှင်ကျောင်းသားလူငယ်များလေကြောင်းဆိုင်ရာပညာရများတွင် စိတ်ပါဝင်စားစေပြီး အခြေခံအဆင့်ကျွမ်းကျင်တက်မြောက်စေရေးစိတ်တက်အစီကံကောင်းမွန်ပြီးစမ်းမကြံ့ခိုင်စွာနဲ့စူပေါင်းဆောင်ရွက်တတ်မှုအလေးချင်းကောင်းများရရှိစေရေး လေကြောင်းနဲ့အာကာသသိပ္ပံပညာရများတွင် စိတ်ပါဝင်စားမှုပုံမတော်ွားလာစေပြီးအနာဂတ်ကာလတွင်နိုင်ငံတော်အတွက်စိတ်ဓာတ်နှင့်အချင်းစာရိတ်တာမြန်မာသည်အင်အားသည့်လူငယ်များပေါ်ထွက်လာစေရေးတို့အတွက်ရည်ရွယ်၍ဖွင့်လှစ်သည့်အခြေခံလေကြောင်းလူငယ်တင်တဲ့အမှတ်စဉ်တင်မြင့်ဆောင်2025တင်တဲ့ဖွင့်ပွဲကို AP လ22ရက်နေ့နနက်9:00နာရီကတောင်ကြီးမြို့အရှိပိုင်းတိုင်းစစ်ဌာနချုပ်ရှိတန်လင်ခမ်းမတွင်ကျင်းပခဲ့ပါသည်။တင်တဲ့ဖွင့်ပွဲခမ်းနာသူရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင် အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမို့ဘိုလ်ချုပ်စောမင်းလန်ပြည်내တရားလွတ်တော်တရားသူကြီးချုပ်ဦးတန်းဦးလင်းနဲ့ပြည်내ဝန်ကြီးများတိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများပြည်내စင်ဌာနဆိုင်ရာများတနန်းသားတင်တန်းသူများတက်ရောက်ခဲ့ကြပါတယ်။ ။ဆိုတာပြည်နယ်ဝန်ကြီးချုပ်ကတင်နန်းဖွဲ့အမစကားပြောကြရာလေးချောင်းလူငယ်တင်နန်းကိုတက်ရောက်ခြင်းအဖြစ်မြန်မာနိုင်ငံအနှံ့အပြားဝါသနာတူစိတ်တတူရီမန်ချက်တူညီကြသည်။တိုင်းရင်းသားညီကိုမောင်နှမများနှင့်တွေ့ဆုံပြီးချစ်ခင်ရင်းနှီးမှုများရရှိကအချင်းချင်းရိုင်းမင်းကူညီလိုစိတ်များအများအကျိုးတည်ဖို့ဆောင်ရွက်လိုစိတ်များ စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ောင်ပေးရအတွင်အချိန်ကိုတန်ဖိုးရှိစွာ အသုံးချနိုင်မည်ဖြစ်ပြီးနိုင်ငံတော်အတွက်အားထားရမည်မျိုးဆက်သည်လေးချောင်းလုံရများဖြစ်အောင်စူးစမ်းအထောက်ကြဖို့တိုက်တွန်းလိုကြောင်းကစ္စနေနေအညီရင်မောင်းတန်းလိုက်နိုင်ရန်အတွက်တိုးတက်နေသောလေကြောင်းဆိုင်ရာပညာရပ်များကိုမျက်ချိမပြတ်စီးပူးလေ့လာကြရန်တိုက်တွန်းမှာကြားခဲ့ပါသည်။ ို့နောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့တိုင်မူတို့ကလေကြောင်းလူငယ်တင်နန်းအတွက်ချင်းမြင်ဝင်နဲ့အားကစားပစ္စည်းများပေးအပ်ချင်းမြင်ရာတင်နန်းသားတင်နန်းတို့များကလက်ခံရယူပြီးလေကြောင်းလူငယ်တင်နန်းတွင်တင်ချပို့ချမည်အစီအစဉ်များနှင့်ပတ်သက်၍တင်နန်းနည်းပြအရာရှိတို့ကရှင်းလင်းတင်ပြခဲ့ပါသည်ရှင်အောင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့တီတနန်းသားတနန်းသူများကိုရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍တင်ထောက်ကူပစ္စည်းများကိုကြည့်ရှုလေ့လာခဲ့ကြောင်းသိရှိရပါသည် အဆိုပါတင်နန်းကိုအေပြီလ22ရက်နေ့မှမေလ23ရက်နေ့အထိရက်သက်တပတ်၅ပတ်ကြာတင် जा ဖွင့်လှစ်သွားမည်ဖြစ်ပြီးသက်ဆိုင်ရာတင်နန်းစခန်းများတွင်ရက်သက်တပတ်၃ပတ်နေပြည်တော်ကောင်စီနယ်မြေနှင့်ရန်ကုန်မြို့တော်တွင် လေလာရေးခီစဉ်ရက်သက်တပတ်၅ပတ်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်